ီကနေ့ကလျာဏမိတ်ဆွေသင်္ကဟာတို့စူပေါင်းပြီးတော့ဆွမ်းဆက်ကလူတန်းလူတန်းတဲ့ပုံညတဟာယအသင်းရဲ့စင်ရတု85ကြိမ်မြောက်ဆွမ်းကအလူတော်မင်္ဂလာကိုဒီပရိယတိသာသနာတက္ကသိုလ်မှာလာရောက်ပြီးတော့ကောင်းမှုကုသိုလ်ပြုကြတာဖြစ်တယ်ပေါ့ ဒီပုံရသဟာယအသိဉာဏ်ကနှစ်ထောင်လေးခုနှစ်ကစပြီးတော့တည်ထောင်ခဲ့ပြီးတော့ကျောင်းတိုက်အသီးသီးကိုဆွန်းဆက်ကလှူဒန်းပြီးတော့လာခဲ့တာဒါဒီကနေ့သာသနာတက္ကသိုလ်ဆောင်ကတဲ့အလှည့်က85ကျင်းမြောက်ဖြစ်သွားတာပေါ့နော်စင်ရွေးဖြစ်သွားတာပေါ့နော်ဘုန်းကြီးကဒီစာကိုလည်းဖတ်လိုက်တဲ့အခါကျတော့ဒီထဲမှာကုသိုလ်ရှင်83ဦးပြထားတာတွေ့တယ်ဒါကုသိုလ်ရှင်တွေစုပေါင်းပြီးတော့ ောင်းမှုကုသိုလ်ပြုကြတဲ့ပွဲပေါ့ဒီလိုစုပေါင်းပြီးတော့ကောင်းမှုကုသိုလ်ပြုတဲ့ပွဲတွေကမဟာတော့ဘုရားလက်ထက်ကလည်းရှိတယ်အဲ့ဒီလိုနော်ဥကလို့ခေါ်တာပေါ့နော်အသိနေပေါ့ဆွန်လောင်းအသိနေရှိတယ်ဘုလိုစာပေလေ့လာတဲ့အခါကျတော့ဆွန်ကတ်တဲ့ဆန်အသိနေရှိတယ်သင်္ကန်းလူတဲ့အသိနေရှိတယ်ဒါစာပေမှာအဲ့ဒီလိုတွေ့ရပါတယ်နော်အဲ့ဒါကြောင့်မလို့အော်ဒီလိုစုပေါင်းပြီးတော့ကောင်းမှုကုသိုလ်ပြုတဲ့ပွဲတွေကဘုရားလက်ထက်ကလည်းရှိတယ်ဒါကြောင့်ငါတို့ ဘလိုလဲပဲဒီလိုအသင်းဖွဲ့လုပ်ပြီးတော့ဆုံးဆက်ကတ်တယ်တဦးတဲ့ကိုဟာကိုရရဲ့ကောင်းမှုကုသိုလ်တစ်ခုကဖြစ်ဖို့နည်းနည်းခဲရင်နော်ဟိုလူချင်းတဲ့စိတ်ကတော့ရှိပြီးသားပါပဲဘုရားဘာသာအလုံးပဲနော်ဒီပြည့်အကြောင်းလေးစုံမှုကခဲရင်နော်အလတားတို့ဘာတို့ပေါ့နော်လုပ်ဖို့ကြိုင်ဖို့ကုညီမဲ့သူလို့စသည်ပေါ့နော်အဲအများကြီးအဲ့ဒါတွေရှိတယ်ဂရီလိုအသင်းနဲ့ကြတော့သူ့ဟာသူဖြစ်သွားတယ်အဲ့ဒါလေးကိုလည်းပဲ မြတ်စွာဘုရားပြောတဲ့စကားလေးနဲ့ကြည့်ရအောင်ဒုက္ခတန်ခတ်တာတမေကိဟုတ်လားတန်ခတ်တာအသင်းဖွဲ့တမေကိညီညွတ်ခြင်းသည်ဒုက္ခချမ်းသာကြောင်းဒီဒိဗေပြန်တာနော်အသင်းဖွဲ့တကူဖွဲ့ပြီးဆိုရင်အဲ့ဒီအသင်းဖွဲ့ထဲမှာပါတဲ့ပုံကိုယ်တွေကညီညွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအသင်းဖွဲ့မှာပါတဲ့ပုံကိုယ်တွေအကုန်လုံးဟာချမ်းချမ်းသာတာနဲ့အလုတ်တကူပြီးမြောက်အောင်မြင်တယ်နော်ညီညွတ်တာကချမ်းသာခြင်းရဲ့အကြောင်း အဲ့ဒါခမဲတို့ဒီအဖွဲ့ဟာဒီလိုညီညီညွတ်ညွတ်နဲ့ဒီလိုဆောင်ရွက်ခဲ့လို့ဒီလို85ကျင်းတိအောင်ကောင်းမှုကုသိုလ်တွေပြုနိုင်ပြီလို့အဲ့ဒီလိုလေးပထမနှလုံးသွင်းရမှာပေါ့နော်နှလုံးသွင်းပြီးတော့ခုဘုန်းကြီးပြောကျင်တာကဘာကြောင့်ဒီလိုအသင်းဖွဲ့ကြီးနဲ့ဖွဲ့ပြီးတော့ကုသိုလ်လုပ်ဖြစ်တာလေဒါလေးကိုနည်းနည်းလေးစဉ်းစားကြည့်အောင်နော်ဘာလို့အသင်းဖွဲ့ကြီးနဲ့လုပ်ဖြစ်တာလဲပထမ ဥဆောင်တဲ့ပုဂ္ဂိုလ်ကတော့ဥဆောင်လိုက်ပြီပေါ့နော်ဥဆောင်ပေမဲ့လို့အဲ့ဒီဥဆောင်တဲ့ပုဂ္ဂိုလ်ကရှေ့ကရှေ့တော်လဲနောက်လိုက်ရှိမှအသင်ဖွဲ့ရဖြစ်တာနောက်လိုက်မရှိရင်မဖြစ်ဘူးဟုတ်တယ်မလားအဲ့တော့ရှေ့ကဥဆောင်တဲ့သူနဲ့ဒီကနောက်ကလိုက်တဲ့သူနဲ့နှစ်ဦးညီပြီးတော့မှအဖွဲ့ဆိုတာဖြစ်ရတာလေဖြစ်တဲ့ဆိုတော့ရှေ့ကဥဆောင်တဲ့သူနဲ့နောက်ကလိုက်တဲ့အဖွဲ့ပေါ့အသင်ဝင်နဲ့အဲ့ဒါလေးဘယ်လိုလုပ်ပြီးတော့ဖြစ်တာလဲဒါလေးကိုကြည့် ကြည့်တဲ့ခါကျတော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုဘုန်းကြီးကသွားပြီးတော့စဉ်းစားမိတရားတူတရားမြတ်ရဖို့ဆိုလို့ရှိပြည့်စုံရမယ်တန်ပတ္တိ14ပါဆိုတော့ဘုရားဟောတာရှိเนาะတရားတူတရားမြတ်ရမယ်ဆိုအဲ့ဒီ၄ခုရှိမှရတယ်အဲ့ဒီ၄ခုချို့ရင်မရနိုင်เนาะတန်ပတ္တိ14ပါဒါခမဲလို့လည်းကြားတော့ကြားဖို့ပါတယ်တန်ပတ္တိ14ပါဟိုတတိထမ်းပြီးအောင်လို့ဘုန်းကြီးကပြောတာပါတန်ပတ္တိ14ပါမှာနံပါတ်1 ဘာပြည့်စုံရမှာလဲဆိုရင်ပฏิရူပတိသာဝါဒဆက်တင်းတင်းလျောပတ်တဲ့အရာမှာနေထိုင်ရခြင်းအဲ့ဒီဟာပြည့်စုံတာဒါနံပါတ်1အရေးကြီးဆုံးပဲသူအခြေခံပဲနော်အဲ့တော့ပฏิရူပတိသာဝါဒတင်းတင်းလျောပတ်တဲ့အရာကဘယ်လိုဟာမျိုးတုံးလို့စာပေကဘယ်လိုဖွင့်တုံးဆိုတော့ဘိက္ခုဘိက္ခုနေဥပဒကဥပဒေကလို့ခေါ်တဲ့ဖရာရဲ့တပည့်သားတွေရှိတဲ့နေရာကိုပฏิရူပတိသာဝါဒရဟန်းရင်လည်းရှိရတယ် ရမ်းမိမရမ်းမိမတော့ခုမရှိတော့ဘူးပေါ့နော်မျိုးသမီးနော်ကွဲသွားတယ်သာသနာအဆက်ပြတ်သွားတယ်ပေါ့နော်ဥပဒကဆိုတာမင်းတို့လိုယရဏသုံးပါးကြည်ညိုတဲ့တကာကိုဥပဒကလို့ခေါ်တယ်ယရဏသုံးပါးကိုကြည်ညိုတဲ့အမျိုးသမီးကိုဥပဒိကလို့ခေါ်တယ်တပိယသ၄ပါးလို့လည်းခေါ်တယ်မြတ်စွာဘုရားကအဲ့ဒီ၄မျိုးကိုသူ့သူ့ရဲ့ပိယသ၄ပါးလို့ခေါ်တယ်မြတ်စွာဘုရားအတ္တမတ္တအဲ့ဒီ၄ပါးတွေက၄မျိုးတွေကတဥဥမိမိတို့နေထိုင်တဲ့အယတ်ဒေသမှာ ရှိလို့ရှိရင်အဲ့ဒီအယတ်ဒေသဟာပရိရူပဒေသဝါဒ ဆက်နဲ့ပြည့်စုံတယ်လို့ခေါ်တော့ခေါ်တော့ဘုန်းကြီးတို့တွေခမည်းတော်တွေအခုဒါဒီတက်မှာပါတဲ့ကုသိုလ်ရှင်တွေရဲ့လိစ္ဆာတွေဘုန်းကြီးကဖတ်ကြည့်လိုက်တဲ့အခါကျတော့မန္တလေးမြို့ပေါ်မှာနေတဲ့သူတွေအများစု အားလုံးနေပါပါပဲအများစုဆိုအားလုံးနေပါပါပဲတော့ငါတို့မန္တလေးမြို့ကြီးကိုတခါပြန်ကြည့်ကြအောင်သူငါတို့မန္တလေးမြို့ကြီးဟာမြန်မာနိုင်ငံဟာထေရဝါဒငါးနိုင်ငံထဲမှာသာသနာဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံအဲ့ဒီအထွန်းကားဆုံးနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံထဲမှာမန္တလေးမြို့ဟာအထွန်းကားဆုံးအရာပဲ เนาะအဲ့လိုဖြစ်သွားတာမန္တလေးမြို့ကဘုရဘာဝသာသနာရဲ့အခြေခံကြတဲ့ပရိယတ်ဒီစာသင်တိုင်းကြီးတွေရှိတဲ့အတွက်ဟိုပရိယတ်စာတက်ချင်တယ်ဆိုရင်မန္တလေးမလာလို့ကိုမရဘူးလာနေကြတာအကုန်လုံးငါတို့လည်းပဲဒါတော့မန္တလေးတိုင်းသားမဟုတ်ပါဘူးဒါမျိုးလို့စာသင်ရင်းနဲ့ရောက်လာရောက်လာရကနေဒီနေမိသွားတာเนาะအဲ့လိုဖြစ်တဲ့အတွက်ဟောမန္တလေးမြို့ကြီးဟာပတိရူပဒေတာဝါသလို့ခေါ်တဲ့တံပတ်တိဆက်နဲ့ပြည့်စုံတဲ့အရာကြီးပဲ ဲ့ဒီအယတ်ဒေတာကိုငါတို့လာရောက်ပြီးတော့နေထိုင်ခွင့်ရခြင်းသီးဝင်လျင်တရားတူတရားမြတ်ရဖို့အတွက်ပြည့်စုံရမယ်အချက်၄ပါးတည်းကနံပါတ်၁တစ်ချက်နဲ့ငါတို့ပြည့်စုံနေတယ်လို့အဲ့ဒီလိုကိုကိုကိုနှလုံးသွင်းရမှာအဲ့ဒီလိုနှလုံးသွင်းလိုက်မှဒီမန္တလေးမြို့ကြီးနေရတာကို့မှာအမျက်ရှိတယ်ဆိုတာသိမှတန်ဖိုးသိမှလေအဲ့ဒီလိုနှလုံးမသွင်းဒီနေရတာကြီးကိုတန်ဖိုးရှိမှမသိဘူးတန်ဖိုးရှိမှန်သိမှ လူကယူသေးတာလေပစ္စည်းတစ်ခုလည်းပဲတန်ဖိုးရှိတဲ့ပစ္စည်းဆိုယူသေးတာပဲတန်ဖိုးမရှိတဲ့ပစ္စည်းဆိုအိမ်မြင်ထားတာလေဒါမရှိတဲ့ပစ္စည်းဆိုအိမ်နဲ့ထဲတာလေဟုတ်တယ်ဟုတ်လားအဲ့တော့ကိုဒီမန္တလေးမြို့မှာနေရတာကိုကပဋိရူပဒေတာဝါသစစ်နေငါတို့ပြည်စုံနေတာလို့ပြည်စုံနေတဲ့အတွက်ခင်ဗျားတို့ကောမှုကုသိုလ်လွယ်လွယ်နဲ့လုပ်လို့ရတာလေဟုတ်တယ်မဟုတ်လားနံပါတ်တစ်ချက်ပြည်စုံပြီနောက်ဒုတိယကလျာဏမိတ်တာတံ္မာရမိကောင်းဆွေကောင်းနဲ့ပြည်စုံရမယ်မြတ်စွာဘုရားနောက်ဒုတိယချက် ကလျာဏမိတ်ကမိကောင်းဆွေကောင်းဆိုတာဘယ်လိုဟာမျိုးလို့ဆိုရင် ကောင်းမှုကုသိုလ်ပြုတဲ့နေရာမှာအဖို့တဲဖြစ်တဲ့ပုဂ္ဂိုလ်ကို ကလျာဏမိတ်လို့ခေါ်တယ်။နော်။ဟိုမကောင်းမှုပြုတဲ့နေရာမှာအဖို့တဲဖြစ်တာကိုမခေါ်ဘူး။အဲ့ဒါကိုလည်းသိသိသိချင်းလို့နော်။မကောင်းမှုပြုတဲ့နေရာမှာအဖို့တဲဖြစ်တာကိုကလျာဏမိတ်လို့မခေါ်ဘူး။ကောင်းမှုကုသိုလ်ပြုတဲ့နေရာမှာအဖို့တဲဖြစ်လာလို့ရှိရင်အဲ့ဒါကလျာဏမိတ်လို့ခေါ်တယ်။အဲ့တော့ခုနကဟာလေးကိုဘုန်းကြီးကဇကအစာလေးကိုပြန်ဆက်တော့ ရှိကဥဆောင်တဲ့သူရှိတော့လေနောက်ကလိုက်တဲ့သူရှိမှအသိန်းဖော်ဖြစ်တယ်နောက်ကလိုက်မဲ့သူမရှိအသိန်းဖော်မဖြစ်ဘူးဆိုတော့အခုရှိကလူတွေဥဆောင်လိုက်တယ်နောက်ကသူတွေလိုက်လိုက်တဲ့အတွေ့ခမရအသိန်းဖော်ဖြစ်လာတာဟာဒါအဖော်တဟဲလို့ခေါ်တာပေါ့ရှိကလူကဥဆောင်လာကဘယ်လိုဥဆောင်လာတော့ဟာကတော့ဆုံးကမှာအဖွက်လိုက်မင်းပါအောင်မလားဒီလိုလာတာလေဟုတ်တယ်မလားပါအောင်မလားလို့မင်းလိုက်တော့ဒီကပါမယ်ဖြစ်သွားတာလေအဲ့တော့ तू ਆ ပြောတာကွာကတော့ဆုံးကတဲ့ကုသပြုမှလို့ကုသပြုမဲ့ဘက်မှာဖော်တဲ့ဟဲဖြစ်နေ तू ခေါ်တာလေ ခေါ်လိုက်တဲ့သူဒီကလည်းလိုက်လာတာလေအဲ့တော့ရှေ့ကဥဆောင်တဲ့သူကလည်းကောင်းတဲ့ဘက်ကိုဥဆောင်လာနောက်ကလိုက်တဲ့လူကလည်းပဲငါတို့ကိုအောင်းတဲ့ဘက်ကိုဥဆောင်လာငါတို့ကိုကောင်းတဲ့ဘက်ကိုခေါ်တာဖြစ်တဲ့အတွက်ငါတို့လိုက်မယ်ဆိုပြီးတော့လိုက်လာတာလေအဲ့ဒီမှာကလျာဏမိတ်တာတံပါတာဖြစ်သွားတာဟုတ်တယ်မလားကလျာဏမိတ်တာတံပါတာမိကောင်းဆွေကောင်းရှိမှဒါကလျာဏမိတ်တာတံပါတာဆိုတာ ရှိတာပဲမရှိလို့ရှိရင်မရဘူးညနော်မိကောင်းဆွေကောင်း မရှိလို့ရှိရင်မဆွဲဆောင်လို့ရှိရင်မဖြစ်ဘူး ငါတို့ဖရာလောင်းဆိုလို့ရှိကတ္တပဖရာလက်ထက်တော်ကဖရာယရဏသုံးပါးနဲ့ဝေးနေတာငါတို့ဖရာလောင်းကဖရာတရားယရဏသုံးပါးနဲ့ဝေးနေတာဘာမှကိုကဲကိုဒီကုသကောင်းမှုကိုဘာမှကိုစိတ်မမပါတဲ့လူဖြစ်သွားတာဖရာလောင်းတော့ဖရာလောင်းပဲနော်အဲ့ဒါကိုသူတငယ်ချင်းဖြစ်တဲ့ဂတိကာရဆိုတဲ့တငယ်ချင်းကနေပြီးတော့အတင်းဆွဲခေါ်ပြီးတော့ဖရာသည်ပို့လို့မဟုတ်ဖရာနဲ့တွေ့ပြီးတော့ကတ္တပဖရာနော် ကသရဖုရားနဲ့တွေ့ပြီးတော့မှအဲ့ဒါကသရဖုရားရဲ့တရားနာပြီးတော့မှကြီးညိုပြီးတော့မှယရနာလုံးမနဲ့ထိစက်တဲ့လူကောင်းဖြစ်လာတာဗျအဲ့ဒါဒါမို့လို့ချင်းဖုရားလောင်းတော်လောကကတော်တော်ပါရမီရင့်နေပြီနော်ကသရဖုရားလက်ထက်ဆိုသူတော်တော်ရင့်နေပြီပဲလေရင့်နေပြီမဲ့လို့တခါတရံမှအဲ့ဒီလိုဟိုနည်းနည်းချော့တတ်တဲ့ငုံငေါခွာလေးဆိုတာလေအကယ်၍မြတ်ကိုမြတ်အဲ့ဒီလိုချောနေလို့ချင်းကိုယ်ဆွဲမဲ့သူမရှိရင်ခဲ့ဘယ်နဲ့လို့ဟုတ်မလားအဲမိကောဆွေကောဆိုအဲ့ဒါပြောတာကိုကိုစွဲပြီးတော့ကင်မဲ့သူလေ ကောင်းတဲ့ဘက်ကိုပုံမှန်လို့လေအဲ့လိုအပ်တယ်အဲ့တော့ဘုရားလည်းပဲအဲ့ဒီလိုနဲ့လူဖြစ်လာတာပဲလေဒါမိတ်ကောင်းဆွေကောင်းပဲနော်မိတ်ကောင်းဆွေကောင်းနေနဲ့တွေ့ရတာပဲအဲ့ဒီလိုမိတ်ကောင်းဆွေကောင်းနဲ့တွေ့မှကောင်းမှုကုသိုလ်ဆိုတာတွေ့ပြပြုတ်ပြတာဖြစ်တဲ့အတွက်အခုဟုတ်လားပုံရပါဟာအတင်းကြီးဟာကောင်းမှုကုသိုလ်ပြုတ်ပြတာရှေ့ကဥဆောင်တဲ့ဇာကြီးတွေရဲ့ဆွဆောင်မှုကောင်းတယ်နောက်ကလိုက်တဲ့ပုံကိုယ်တွေကောင်းတယ်ကောင်းတဲ့အတွက်ဒီကနေ့ထိ ဟုတ်လား2004ခုနှစ်ကနေပြီးတော့ကုတာ85ကျင်းအထိဆွန့်ကပ်တဲ့ကောင်းမှုကုသိုလ်တွေပြုနိုင်ပြီပေါ့ဟုတ်လားအဲ့ဒါဟာကလျာဏမိတ်တံမာရနဲ့ပြည့်စုံတယ်လို့ခေါ်တယ်။တရားတုတရားမြတ်ရဖို့အဲ့ဒီလိုဆိုလို့ရှိရင်မန္တလေးမြို့ကိုနေရတဲ့အတွက်ငါတို့ဟာပတိရူပဒေသဝါသာနဲ့ပြည့်စုံပြီ။မိကောင်းဆွေကောင်းကလျာဏမိတ်နဲ့လည်းပြည့်စုံပြီ။ကုသိုလ်ဘက်မှာလည်းပဲကိုကပါလာတယ်မိကောင်းဆွေကောင်းကဆွဲလို့ပါလာပြီဆိုရင် နောက်ထပ်တရားတုတရားမြတ်ရဖို့အတွက်ဘာလုပ်မလဲလို့ကြည့်လိုက်လို့ရှိရင် အတ္တသမပဏိတိဆိုတဲ့သမ္ပတ္တိစေကိုဘုရားကပြောတယ်အတ္တသမပဏိတိဆိုတာကအတ္တကမိ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 လို့ဘာသာပြန်ရင်လည်းရတယ်သို့မဟုတ်မိမိရဲ့စိတ်เนาะတမ္မာဆိုတာကကောင်းစွာပဏိတိဆိုတာကထားတာမိမိစိတ်ကိုကောင်းစွာထားတာသို့မဟုတ်မိမိကိုယ်ကိုကောင်းစွာထားတာအဲ့ဒါအရေးကြီးတယ်တရားတရားတရားတူရဖို့ဆိုအဲ့ဒီကောင်အရေးကြီးဆုံးဖြစ်သွားတယ်ရှိရနှစ်ချက်နဲ့တော့ပြည့်စုံပြီ ဟလာပတိတုပါရိသမှာလဲလူဖြစ်ရပြီကလျာဏမိတ်လဲတွေ့ပြီတိုးတော့မိမိစိတ်ကိုမိမိကကောင်းအောင်မထားဘူးဆိုရင်ဟိုလူကဘလို့ဆွဲဆွဲမပါဘူးကလျာဏတိတ်ကဘလို့ဆွဲဆွဲမပါဘူးလေကိုကမစိတ်မပါတာလေကိုကစိတ်ပါတော့လုပ်ပြရမှာလေအဲ့တော့မိမိကိုကိုကောင်းအောင်ထားတယ်မိမိစိတ်ကိုကောင်းအောင်ထားတယ်ဆိုတာကိုစာပေကဘလို့ပြောတော့ဆိုရင်ပထမသရတရားမရှိတဲ့ပုဂ္ဂိုလ်မိမိကဖြစ်နေလို့ရှိရင်သရတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကိုကိုကိုကြည့်ရင်ပေးရနော် မိမိကတိလမရှိတဲ့ပုံကိုဟောလာတိလမရှိတဲ့တိလနဲ့အားနေတဲ့ပုံကိုဖြစ်နေလို့ရှိရင်လည်းပဲတိလရှိတဲ့ပုံကိုဖြစ်အောင်လုပ်ပြရအောင်နော်တရားတရားလည်းကောင်းလာအောင်တိလလေးလည်းရှိလာအောင်လုပ်လာလုပ်ပြရအောင်နော်အဲ့ဒီလိုလုပ်ပြရအဲ့ဒီလိုလုံးမသာလည်းရင်သူ့ကုသိုလ်ကောင်းမှုဘက်ကိုသူ့ကိုဆွဲလို့ရမှာဟောကလျာဏမိတ်ကလေအဲ့ဒီလိုမှသူကတင်းခံနေလို့ရှိရင်ဘယ်တော့မှဆွဲလို့မရအဲ့တော့သူကတင်းမခံမဲနဲ့ကိုကိုကိုလည်းပဲ ကောင်းတဲ့နေရာကိုပြောင်းပြီးတော့မကောင်းတဲ့နေရာကနေကောင်းတဲ့နေရာကိုပြောင်းပြီးတော့ပို့တတ်တဲ့သူဖြစ်ရမယ်စိတ်ကိုလည်းပဲမကောင်းတဲ့နေရာကနေကောင်းတဲ့ဘက်ကိုပြောင်းပြီးတော့ပို့တတ်တဲ့သူမိမိကဖြစ်မှအတ္တသမပနိတိစက်နဲ့ပြည့်စုံတယ်လို့ခေါ်တယ်နော်ပြည့်စုံစက်ပြည့်စုံတော့အတ္တလေးကိုနည်းနည်းဒီမင်းတို့ကဲမတို့အသိပွားကြီးပွားပြီးလှူမကွာမင်းပါဦးမလားမင်း ကုသထဲဦးမလားဆိုလို့ရှိရင်ကိုကနှမျောတတ်တဲ့မစ္စရိယတရားကိုမှဂိမ့်နေနှမျောတတ်တဲ့တရားလေး ကိန်းနေလို့ရှိရင်အဲ့ဒီကိန်းနေတဲ့မစ္စတိယတရားကိုကိုကဖယ်ရမှာဖယ်မှဟိုကောင်ကပါအောင်မလားဆိုတာကိုပါမယ်လို့ဗဇက်ကဖြေလို့ရမှာဒီမစ္စတိယတရားကြီးကိုကိုကမဖယ်နိုင်ဘူးဆိုလို့ရှိရင်ပါအောင်မလားဆိုရင်ဖြစ်သွားမှာပဲဟုတ်တယ်မလားအဲ့တော့အဲ့ဒီမစ္စတိယတရားကိုပယ်ပြီးတော့မစ္စရိယရဲ့စံကျင်ပဲဖြစ်တဲ့သရတရားနဲ့ကြည်ညိုမယ်လှူမယ်တမ်းမယ်ဆိုတဲ့စိတ်ပဲကိုကိုယ်စိတ်ကိုကိုကပို့နိုင်ရအဲ့ဒါအရသမပဏိတိခေါ် အဲ့မှာမပုတ်နိုင်မပါဘူးလို့ဟုတ်တယ်မလားအဲ့လိုကိုယ်စိတ်ကိုပြောင်းနေပြောင်းပြီးတော့ပြီးနိုင်တဲ့ပုံကိုဖြစ်ရပြောင်းပြီးတော့ပြီးနိုင်တဲ့ပုံကိုဖြစ်လို့ဟိုဘက်ကလည်းပဲကောင်းတဲ့ဘက်ကိုဆွေးဆောင်တဲ့ကလျာဏမိတ်ကလည်းဆွဲလိုက်ပြီဆိုတခါတည်းပါပါနော်ဒါကသရတရားပေါ့တီလာပဲကိုယ်တငယ်ချင်းကကိုမိတ်ဆွေကတီလာမရှိဘူးဆိုရင်သူ့ကိုတီလာရှိတဲ့ဘက်ကိုဆွဲတော့မယ်ဆိုရင်ကိုကတော့ဆွဲပြီးသားဦး ဒီဘက်ကပါမဲ့ပုဂ္ဂိုလ်ကဘာပြင်းပေးရမလဲအာရတမပဏိတိကကိုယ်စိတ်ကိုပြင်းပေးရမှာကခီရိဥတ္တပလို့ခေါ်တဲ့တရားနှစ်ပါးမိမိတဏ္ဍမှာကိန်းအောင်လုပ်ပြရမှာသီလရဲ့ဆန့်ကျင်ဘက်ကအာဟိရိကနဲ့အနုတ္တပအာဟိရိကဆိုတာမကောင်းမှုပြုရမှာမရှိဘူးအနုတ္တပဆိုတာမကောင်းမှုပြုရမှာမကြောက်မရှိမကောင်းမှုပြုရမှာမရှက်တဲ့ပုဂ္ဂိုလ်မကောင်းမှုပြုရမှာမကြောက်တဲ့ပုဂ္ဂိုလ်ကသီလဘလို့မှမဆော့ဘူးမထိန်ဘူးလေကာယကလည်းမထိန်ဘူးဝစီကလည်းမထိန်ဘူးသူနေချင်းသူလို့နေမှာသူပြောချင်းလို့ပြောပါလေ မဟုတ်တင်လာမရှိတယ်ဆိုတော့အဲ့ဒါပြောတာပါပဲသူလို့ကျင်လာလောက်တာပဲအထိတ်မရှိဘူးသူပြောကျင်တဲ့စကားပြောတာအထိတ်မရှိဘူးဟိုကာယကံနဲ့ဝစီကံဓမ္မကိုပြုတ်ထားတဲ့ပုဂ္ဂိုလ်ကဒါတင်လာမဲ့တဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေတင်လာရှိလာအောင်ဟုတ်လားဟိုကာယကံလည်းပဲကောင်းတဲ့ဘက်ကိုပါလာအောင်ဝစီကံလည်းပဲကောင်းတဲ့စကားလေးတွေပြောလာအောင်ဒီဘက်ကဆွဲတော်မယ်ဆိုရင်ဟိုလူကအဲ့ဒီမိမိတန်တာမကဲအောင်နေတဲ့အာဟိတိကအနုတ္တပဆိုတဲ့တရားနှစ်ပါးကိုပဲပြီးတော့မကောင်းမှုပြုရမှာရှက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်မကောင်းမှုပြုရမှာကြောက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပြရမှာ အဲ့ဒီလိုလို့ပေးတာကိုအတ္တသမပဏိတိလို့ခေါ်တယ်။အဲ့ဒီလိုလို့ပေးလိုက်လို့ရှိရင်ပြီးပြီ။ဒီ၃ကျင်းနဲ့ပြည့်စုံလို့ရှိရင်တရားဒုတိယမြတ်ရတယ်။ကျင့်မယ်ဆိုရင်လည်းရတယ်။အခုလည်းပဲခမဲဝိတာကုသိုလ်ပြည့်ပြည့်တာတရားရတာပဲလေ။ပြည့်ပြည့်တာကုသိုလ်ရတာပဲလေ။တရားရတယ်ဆိုတာကုသိုလ်ဖြစ်တာကိုပြောတာပါပဲ။တရားအမြတ်စားကြီးအကောင်းသားကြီးရတာကိုတရားရတယ်ခေါ်တာပဲ။နည်းနည်းလေးရတာလည်းပဲရတာပဲ။သေးသေးလေးရတာလည်းရတာပဲ။တရားရတာကိုကုသိုလ်ရတယ်လို့ခေါ်တယ်။အဲ့တော့ကုသိုလ်ရဖို့ကုသိုလ်ဖြစ်ဖို့ တရားဓုတရားမြရဖို့ဆိုရင်အဲ့ဒီတမ္ပတ္တိ14ပါးတဲကရှေ့သုံးပါးဖြစ်တဲ့ပฏิရူပဒေသဝါသအယံမှာငါတို့ဖြစ်နေရတာလည်းပဲငါတို့ပြည့်စုံတယ်ကလျာဏမိတ်လည်းပဲငါတို့ပြည့်စုံတယ်ဒုတိယတမ္ပတ္တိ7တတိယတမ္ပတ္တိ7ငါတို့ကကိုယ်စိတ်ကိုနိုင်နိုင်ငင်းငင်းနဲ့ထင်းကျောင်းနိုင်တဲ့ပုံကိုယ်တွေကိုကိုကိုကောင်းတဲ့ဘက်ကိုပြောင်းပြီးတော့ထားတတ်တဲ့ပုံကိုယ်တွေအဲ့ဒီအဲ့ဒီအဲ့ဒီဟာအရေးကြီးဆုံးပဲကိုကိုကိုမကောင်းတဲ့ဘက်ကနေကောင်းတဲ့ဘက်ကိုပြောင်းပြီးတော့ထားတတ်တဲ့ပုံကိုယ်ဖြစ်ကိုပြရမယ်အဲ့ဒီလိုဖြစ်မှ သာသနာနဲ့လည်းဂျုံယွန်းနဲ့မှာတရားနဲ့လည်းထိတွေ့ကြရမှာကလျာဏမိတ်နဲ့တွေ့ရကြိုးလည်းပဲနတ်အဲ့ဒီဟာမှမလုပ်ဘူးဆိုလို့ရှိရင်သာသနာနဲ့ဂျုံတာလည်းပဲအလကားပဲတရားနဲ့ဂျုံတာလည်းအလကားပဲကလျာဏမိတ်နဲ့ဂျုံလည်းပဲကလျာဏမိတ်ကဘာမှဆွဲမရမမှားဘူးအလကားပဲအဲ့တော့ကိုကိုကိုကောင်းတဲ့ဘက်ကိုပို့တတ်တဲ့အလေးကျင့်လေးကျင့်ပေးရမှာအဲ့ဒါပဲအဲ့ဒါလေးလုပ်ပေးလိုက်လို့ရှိရင်ပြည်ပြီအဲ့တော့ခုဒါမင်းတို့ဒီအသင်းဖွဲ့သူဖွဲ့သားတွေဟာဒီဟာနဲ့ပြည့်စုံလို့သာလည်း ဒီအောင်လို့လောက်တာဒါပုံရပါခါရသည်ဆိုတာလေဒီသုံးပါပြည့်စုံနေတယ်လို့ပြောကျင်တာဟာကနော်ဒီကုပ္ပတိပြုပြစ်တာ85ကြိတိအောင်ဒီကုမုန်တိပြုတည်တာဒီသုံးခုပြည့်စုံဟုတ်ပြီဒီပတိရူပဒေသဝါသအရာကိုလူဖြစ်ပြီးတော့နေရထိုင်ရတာကလျာဏမိတ်တနဲ့ပြည့်စုံနေမိမိကိုယ်ကိုကောင်းစွာထားတဲ့ပုံကိုလည်းဖြစ်နေပြီဆိုရင်အဲ့ဒီသုံးခုကကောဘာကြောင့်ရတာလဲဒါစဉ်းစားရတော့ဒီသုံးခုကတော့ရနေပြီနော်ရနေရင်ဘာကြောင့်ရတာတော့ဆိုတော့ तू က အကြောင်းရှိမှအကျိုးဖြစ်တာကိုကွာအကြောင်းကိုလိုက်ရှာရအောင်အကြောင်းကိုလိုက်ရှာတော့တန်ပတ်14ပါးထဲမှာမြတ်စွာဘုရားကစတုဒ္ဒဆက်ဘာဟောလို့ဆိုတော့ပုပ္ပိသကတပုံညတာတဲ့ရှင်းဘဝကကောင်းမှုကုသိုလ်ပြုခဲ့ဘူးလို့ရှင်းဘဝကကောင်းမှုကုသိုလ်ပြုခဲ့ဘူးလို့ဒီဘဝမှာကောင်းမှုကုသိုလ်ဘက်ကိုဆွဲလို့ရတာရှင်းဘဝကကောင်းမှုကုသိုလ်မပြုခဲ့ဘူးလေသူဆိုဆွဲမရဘူးဟုတ်တယ်မလားဆွဲမရဘူးရှင်းဘဝကကောင်းမှုကုသိုလ်ပြုခဲ့ဘူးလို့သာလဲရင်ဒီလိုပဋိတ္တပတိတာဝါသလူဖြစ်တာ ရှိရကောင်းမှုကုသိုလ်မပြုခဲ့ပြင်ဒီလိုဒေသလူမဖြစ်ဘူးအဲ့ဒီမှာလည်းပဲသွားတစ်ချက်သွားနော်ရှိရကောင်းမှုကုသိုလ်ရှိခဲ့ဘူးတဲ့သူကကိုယ်စိတ်ကိုနိုင်အောင်ထိန်းနိုင်တာရှိရကောင်းမှုကုသိုလ်မပြုတဲ့ဘုရားကိုယ်စိတ်ကိုနိုင်အောင်မထိန်းနိုင်ဘူးကိုယ်စိတ်ကိုနိုင်အောင်မထိန်းနိုင်ရင်ကောင်းတဲ့ဘက်ကိုမပို့နိုင်ဘူးအဲ့ဒါဆိုအရဒသမပန္နီတွေလည်းပဲချို့ပါဆက်ချို့ပါအဲ့တော့ဒီရှိ73ပါးနဲ့ပြည့်စုံတာဟာနောက်စတုထဖြစ်တဲ့ရှိရကောင်းမှုကုသိုလ်ပြုခဲ့ဘူးလို့ ဒီ73မနဲ့ပြည့်စုံတာပြည့်စုံတဲ့အတွက်ဒီလိုကုသိုလ်တွေငါတို့ဖြစ်နေတာဒီလိုကုသိုလ်တွေငါတို့ပြုဖြစ်တာလို့အဲ့လိုနှလုံးသွင်းရတယ်။တွင်းလိုက်တဲ့အခါကျတော့ဟုတ်ပြီ။ရှင်းဘဝတွေကပြုခဲ့ပြီးတဲ့ကောင်းမှုကုသိုလ်က ထောက်လို့ဒီပြည့်စုံမှဘဝမှာဒီကုသိုလ်တွေပြုနိုင်နေဆိုရင်ရှင်းအတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေနဲ့ဒီကနေ့ပြည့်စုံမှမှာပြုတဲ့ကုသိုလ်နှစ်ခုကပေါင်းထောက်လိုက်လို့ရှိရင်နောက်အနာဂတ်မှာလည်းဒါမျိုးခင်ဗျားတို့ပြန်ဖြစ်မှာဟုတ်တော့လား။ဒီဒီဒီခုဒီဘဝပြုတဲ့ကုသိုလ်ကနောက်ဘဝကြာလို့ရှိရင်ပုပ္ပိစကတဘုံညာတာဖြစ်သွားမှာလေ။ပုပ္ပိစကတဘုံညာ ်အော်ငါတို့အရင်ဘဝတော့အားလည်းဒီလူသာသနာတက်ကတုံးမှာဒီတန်ခါတော်တွေကိုဆွန်းစူပေါင်းပြီးတော့ဆက်ကလှူဒန်းခဲ့တယ်ဆိုရင်နောက်ဘဝမှာလည်းပဲဒီလူကလျာဏမိတ်တွေနဲ့တွေ့ပြီးတော့ဒီလူကုသိုလ်တွေပဲခင်ဗျားတို့ဆက်ပြီးတော့ပြုပြင်နေဦးမှာလေအဲ့ဒါကိုတမ္ပတ္တိဆက်လို့ခေါ်တယ်တမ္ပတ္တိဆက်ဆိုတာသူကဘိန်းလေးတွေကိုဆက်လို့ခေါ်တာဆက်ကစာလုံးနဲ့ကာကြီးနဲ့လုံးစင်တာကိုဆက်ကဆက်လို့ဆိုပါဠိစကားလုံးပါပဲစီဆက်ဆိုတဲ့ပစ္စည်းအားဒါအင်္ဂလိပ်ကယူတာမဟုတ်ပါဠိကယူတာနော်ဘိန်းလေးတစ်ခုလဲလို့ရှိရင်ကြံတဲ့ဘိန်းလိုက်လဲတာလေ나ကြီး나ကြီးဒီမှာဟိုခွေးသားသေးလေးကြည့်ပါလား ဒီဘက်ဘေးလေးလှည့်လိုက်ရင်ဟိုဘက်ဘေးမှာလဲတာလေဟိုဘက်ဘေးနေအဲ့ဒီဟိုဘက်ဘေးနဲ့ထိနေတဲ့ဘေးကလည်းဆက်လဲတာလေအဲ့ဒီတမ္ပတ်တိစက်တဲ့ကလည်းပဲတခုဖြစ်သွားလို့ရှိရင်ကျန်တဲ့စက်တွေအကုန်လိုက်လဲတာအခုဒီကုသိုလ်ပြုပြီးလို့ရှိရင်နောက်ဘဝကျခဏမင်းတို့ပฏิတုပ္ပတေသာဝါသဆက်ပြန်လဲဦးမှာပဲပฏิတုပ္ပတေသာဝါသရောက်သွားရင်ကလျာဏမင်းတွေမင်းတို့ပြန်တွေ့ဦးမှာပဲကလျာဏမင်းတွေပြန်တွေ့ရင်ကိုယ်ကလည်းပဲအရသမပဏိတိရှိတာလို့ရှိရင်ပြန်ပြီးတော့ဆက်သုံးမှပြန်ပြည့်ဦးမှာပဲအဲ့ဒါလဲတာပဲအဲ့ဒါတမ္ပတ်တိစက်နဲ့လေးတာအဲ့ဒါကြောင့်မို့လို့ ဒီလိုအသင်းဖွင့်တဲ့ကောင်းမှုကုသိုလ်ပြုဖြစ်တဲ့အောင်အောင်မြင်မြင်တဲ့အသင်းဖွင့်ရှိရည်တည်ရယ်ဆိုတာဟာဖះဟောတဲ့တမ္ပတ်တိ14ပါးနဲ့ဒီပုံကိုယ်တွေကပြည့်စုံနေလို့ဒီအသင်းကြီးဒီလိုဖြစ်လာတာဒီတမ္ပတ်တိ14ပါးနဲ့ပြည့်စုံနေတဲ့ပြည့်ဒီဘဝမှာဒီလိုဖြစ်သလိုနောင်ဘဝတွေနောင်ဘဝတွေမှာလည်းပဲဒီလိုပဲဖြစ်သွားအောင်ပါအဲ့တော့ရှေးကလူကြီးတွေကဥဆောင်လို့နောက်ကလူတွေကလိုက်ရာကနေဒီလိုဖြစ်လာတာပေါ့ခုရှေးကလူကြီးတွေမရှိတော့ဘူးတချို့ကွယ်လွန်ပြီးထားပါတော့ကွယ်လွန်လဲပဲခုနောက်ဘဝဆက်ခံတာလေဟုတ်တယ်မဟုတ်လား ဆက်ကားလို့ချင်းဒီအသင်းကြီးကအများရန်ဆက်ပြီးတော့သူကတီးသွားမှာပဲလေတီးသွားတဲ့အခါကျတော့အပြန်အလှန်ဟိုကလျာဏမိတ်ဆိုတာဖြစ်တာသူကဆွဲလို့ငါကပါတယ်ငါကဆွဲလို့သူပါလာတယ်ဆိုရင်ငါကဆွဲလိုက်တဲ့အခါကျတော့ငါကလျာဏပိတ်ပြသူကဆွဲတော့ကသူကကလျာဏမိတ်လေငါကဒီပြင်လို့ဆွဲတော့ကလျာဏမင်းတို့ချင်းချင်းအဲ့လိုတည်းအပြန်လှန်ဆွဲရတာလေဟုတ်လားကိုယ်ငါတို့ကုသဖြစ်မဲ့တာသွားရအောင်လာရအောင်သွားရအောင်ခေါ်လိုက်တော့ဟောဒါကလျာဏမိတ်တွေအချင်းချင်းဖြစ်တာလေလို့အဲ့ဒီလိုမိတ်ဆွေကောင်းတာလိုအပ်တယ် ဒီလိုမိတ်ဆွေကောင်းရှိနေလို့ရှိရင် ကုသိုလ်ဟာဖြစ်လွယ်တယ်ပြုမယ်ဆိုရင်လည်းပြုလွယ်တယ်တရားဓမ္မရှာမယ်ဆိုရင်လည်းပဲတွေ့လွယ်တယ်တရားဓမ္မအားထုတ်မယ်ဆိုရင်လည်းပဲရလွယ်တယ်အဲ့ဒီရောလေးကိုသိရမှာဒါအမြတ်ပဲမလို့အကျိုးပဲเนาะအော်ဒီဘဝကိုရလာတာဒါဒီနဲ့ပြည့်စုံနေဆိုတာသိမှ ကိုယ်ဘဝရဲ့တန်ဖိုးကလည်းပဲသိတာ ဓမ္မလို့ချင်းကိုဘဝတန်ဖို့မသိဘူးနော်အေးအဲ့ဒါလေးကိုသိပြီးတော့ဒီကနေ့ပြုတယ်ကောင်းမှုကုသိုလ်ကိုရည်စက်ချလှူရမယ်နော်ကဲလို့ခြေစက်ွက်ကိုင်းပြီးတော့အားလုံးလိုက်စို့